မီးလေးရဲ့ဝိညာဉ်နဲ့အတူအောင်ပွဲခံသွားနိုင်ပြီဖြစ်တဲ့အင်ဒရစ်ပီအက်ဂျီနေပြလူဝစ်အင်ဒရစ်ကဘာစီလိုနာကိုကိုက်တွယ်ခဲ့တော့ကချန်ပီယံလိတစ်ကြိမ်ဆုပ်ခုခဲ့ပူပါတယ်အသက်54နှစ်အရွယ်စပိန်သား UCL ချန်ပီယံဆုကိုနောက်ထပ်တစ်ကြိမ်ထပ်မံကန်ပြောက်လို့ဒေတာကြောင့်အခုလိုပဲရင်ဖွင့်ခဲ့ပါတယ်ကျွန်တော်မှဖွန်ပြတဲ့အောင်ကောင်းမွန်တဲ့အမှတ်တရရရှိမှုတယ်ကျွန်တော်တမီးလေးကပါတီပွဲတွေအရင်ကြိုက်တယ် လက်ရှိချိန်ဒီလည်းသူဘယ်နေရာရောက်ပါတယ်ဝင်နှွှဲနေအောင်မယ်ဆိုတာသိကြပါရင်ဘာလီမှာကျင်းပနေတဲ့ Champion League Final လောကဆိုရင်ကျွန်တော်နဲ့တူနေရိုက်ထားတဲ့တက်ဖို့ကိုမှတ်မိပါသေးတယ် Champion League ရသွားပြီးတဲ့နောက်ဘာလီမြခင်ပြင်ပေါ်မှာ Barcelona လမ်းတော်ကိုသမီးလေးကကင်ပြောင်းနေတယ်ပြင်းချီမှာလည်းအဲ့လိုဖြစ်ရမျိုးနောက်ထပ်တစ်ခါထပ်မံကြုံတွေ့ချင်ပါသေးတယ်ကျွန်တော်သမီးလေးကဒီလောကထဲမှာတက်ရှိထင်ရှားမရှိတော့ပါဘူးတစ်ဖက်မှာတော့သူရဲ့ဝိညာဉ်ကတော့ရှင်သန်ကြံ့ရင့်နေအောင်ပါပါအဲ့ဒါကကျွန်တော်အတွက်အလွန်အရေးပါပါတယ်ဘဝကကျွန်တော်ကိုပေးရတဲ့အရာတွေနဲ့ရှေးဆက်ဖို့ကြုံလာသမျှမိသားစုနဲ့အတူမျှဝေဖို့စိတ်ရခွန်ကကျွန်တော်မှပိုင်ဆိုင်ထားပြီးသားပါ လူတိုင်းလူတိုင်းမှာပျော်ရွှင်စရာကောင်းပြီးလှပတဲ့ခိုင်တက်နေနှစ်သက်ကြပါတယ်ဒါပေမဲ့အဲ့ဒါတွေနဲ့အတူအရေးကြီးတဲ့အချက်ကဝန်ထမ်းစရာကိစ္စတွေကိုချော်ဖြတ်နိုင်အောင်တင်ယူဖို့ပါပဲကျွန်တော်တို့သမီးလေးဟာဒီနေ့မှပြန်ဆောင်တွေ့ကြမှာပါဆိုပြီးတော့2019ခုနှစ်တုန်းကအယုကင်စာကြောင့်ဘဝတစ်ပါးကူးပြောင်းသွားတဲ့သမီးလေးအတွက် Channel A Plus နောက်တစ်ချိန်ရယူလို့နေပါတယ်အခုတော့သူ့ရဲ့အိမ်မက်တွေပြေးသွားသွားခဲ့ပါပြီ